ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမက်သီရီဆိုရောဟုတ်ပြီ35နှစ်ပါပဲဆရာကြီးအရွယ်ကောင်းလေးတွေမေးကြတယ်နော်ဟုတ်ကဲ့ထိုင်းမှာပါဆရာကြီးဟုတ်ပြီတန်ဘူးတွေကိုတဲ့ဖာတဲ့ကိုထည့်ရတာပါတဲ့အလုတ်ကဘာတွေကိုတန်ဘူးဩတန်ဘူးစီတော့ဘူးတွေပေါ့နော်အဲ့လိုမျိုးဟုတ်ပြီသဘောပေါက်ပြီဟုတ်ကဲ့သူကလေအမြဲတဲ့အုံဆောင်ဆောင်ထားရသလိုတဲ့ခေါင်းကိုလည်းဆောင်ထားရတယ်ပေါ့နော်ဖနက်ကလည်းတဲ့ဘုဖနက်ကိုတဲ့အမြဲစီးထားရပါတယ်တဲ့ဟုတ်ပြီ ူဖြစ်နေတာကတော့ဆရာကြီးရှင်တဲ့သပင်းတွေအကွက်လိုက်ကျွတ်နေလို့ပါတဲ့အဲ့ဒါအခိုးပိတ်တာပဲသမီးရေဟာပြန်ပေါက်နိုင်မလားရှင်တဲ့ဟာပေါက်နိုင်ပါတယ်အားမငယ်နဲ့ပေါက်နိုင်ပါတယ်အဲ့သမီးစောင်းတဲ့အုတ်ထုတ်ပါလေဟုတ်ကဲ့ပါဆရာကြီးအုတ်ထုတ်တွေတချို့၃လေးမျိုးရှိရဟုတ်ကဲ့ပါခါလေးအလုံးအပိတ်လည်းရှိရချို့အုတ်ထုတ်ပဲလေးမှလေးပေါက်လေးတွေရှိတယ်ဟုတ်ကဲ့ဆရာကြီးဒီဘက်ကလေးဝင်တဲ့ဟိုးလေးထွက်သွားတယ်ဟုတ်ကဲ့အဲ့လိုလေးပေါက်လေးတွေရှိတဲ့ အုတ်ထုမျိုးစောင်းမှာရွေးစောင်းရမှာနော်အဲစီးတဲ့အခါမှာလည်းဖနက်ကအခုနံမေတော်တက်ခေါ်တယ်ကျမ်းမာရေးဖနက်လို့ခေါ်တယ်ဟုတ်ကဲ့ဆရာဘူလေးတွေပါတယ်ဟုတ်ကဲ့ပါဆရာကြီးဆိုအခုတမီအခုဆရာစီးတဲ့အိမ်ထဲမှာဆရာအစ်စ်တရံထားတယ်ဟုတ်ကဲ့ပါဆရာအိမ်ပြင်သွားလဲအဲ့ဒါမျိုးစီးတယ်လူလူနမ်းမလိုက်ဘူးတဲ့ဟုတ်ကဲ့ပါဆရာလူပြဲလူလူလူတွေလိုက်ကြတယ်တမီရဲ့နော်ကျမ်းမာရေးဖနက်စာပေါ်လာအစ်စ်ကောင်းတာ तू ကလေ ဆရာကြီးပြောသလိုတဲ့မကြီးမဲ့ဖြော်ပြီးတော့တဲ့ခေါင်းလျှော်ရင်းနဲ့ပုတ်ပေးပါတယ်တဲ့နောက်ထပ်တဲ့ဗားဆေးတွေတောက်ဖို့လိုအပ်ပါသေးလဲတဲ့စရင်ကျွတ်တာပေါ့နော်ဟိုခေါင်းလျှော်ကနေပုတ်ထားလဲနီးစနေလို့ရတယ်နော်သမီးဟုတ်ကဲ့တပတ်မှနှစ်ချိန်နဲ့ပို့မပို့တင်ဘူးအဲ့ဒါတိဟုတ်ကဲ့ဆိုလိုတာသုံးရချတစ်ခါပဲဆိုနေဟုတ်နောက်ပို့မဲ့နေကြလို့ရှိရင်ခေါင်းကိုပို့မဲ့နေကြလို့ရှိရင်အဲ့ရထားတဲ့နေရေတဝတ်တော့စီသွားကျင်ကြီးကျင်ငယ်သွား ပြီးလို့ရှိရင်လမ်းလေးနည်းနည်းရှောက်ဟုတ်ကဲ့ဆရာရှောက်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်သင်ကိုယ်လေးလှုပ်ရှားမှုပေါ့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 ဟုတ်ကဲ့ပါဆရာလှုပ်ပြီးရင်ဘဲချီကိုအရင်လောင်းပြီးညာလက်ကိုလောင်းဟုတ်ကဲ့ဆရာ။လောင်းတဲ့ခါဘဲချီကိုလောင်းတဲ့ခါပေါင်အလေးကနေလောင်းချ။လောင်းချဟုတ်ကဲ့။ညာလက်ကိုလောင်းရင်လည်းပဲအခုဆရာကြီးတို့အင်ကြီးဝတ်ထားတဲ့အင်ကြီးလက်တို့လေ။ဟုတ်ကဲ့ဆရာ။အဲ့လိုလက်မောင်းအလေးကနေလောင်းချ။လောင်းချ။တစ်ဖက်ကိုအနည်းဆုံး၃ခွက်ကနေ၅ခွက်စီလောက်လောင်းပြီးတော့မှတကူလုံးချိုးချိုး ချိုးပြီးဆက်ပြတ်တိုက်လိုက်ပါအောင်ဟုတ်ကဲ့ဆရာဆက်ပြတ်တိုက်ရေချိုးလိုက်ပါအောင်ဟုတ်ကဲ့ပြီးတော့မှနောက်ဆုံးကြတော့မှရှော်မဲ့ခေါင်းကိုလောင်းပြီးတော့ခေါင်းလျှော်ရည်နဲ့ရှော်ရှော်ပြီး6အောင်ပြန်ခံတဲ့အခါမှာမကြီးရဘယ်ချိန်တော့ရမှာလဲဆရာပါလို့လေမကြီးရအဲ့ဒီချော်မဲ့ချိန်မှာပုတ်ပေါ့ပုတ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပုတ်ပုတ်ပုတ်ပြီးမှ မရစ်ပူရခေါင်းလျှော်လိုက်တာပေါ့ဟုတ်ကဲ့ပါဆရာလျှော်ပြီးအချောက်ခံတဲ့အခါမှာအခုခင့်မိတဲ့အများစွာဟရဒရယာသုံးတယ်နော်ဟုတ်ကဲ့ဆရာအဲ့ဒီသုံးတဲ့အခါမှာဥယျာဉ်ပြားကိုမထိပါစေနဲ့လို့ဟုတ်ကဲ့ပါဆရာစပင်ကိုပဲချောက်အောင်လုပ်ပါဥယျာဉ်ပြားကိုဟရဒရယာနဲ့အပူမပေးပါနဲ့လို့ဟုတ်ကဲ့ပါဆရာအဲ့လိုပြင်လိုက်ရင်နင်းနေနေနေပြင်လိုက်ရင်ရုပ်စွာပြင်ရတဲ့အမျိုးအစားတည်းဟုတ်ကဲ့ပါဆရာပြင်တစ်ကျမ်းမာရေကောင်းတဲ့နှိမ့်ရုပ်လှတယ်နော်နောက်အလုံးလုံးနိုင်တဲ့ကျမ်းမာတဲ့သူက ကျမ်းမာခြင်းကလက်တပါလားကျမ်းမာခြင်းကအကြီးဆုံးလက်လားဟုတ်အဲ့ဒါလေးခွင့်ကြုံနဲ့ထပ်ထပ်ပြောရဲဆရာတိတ်သဘောပေါက်သွားလို့နော်ဟုတ်ဆရာဘာဆေးတောက်ဖို့လိုသေးလဲတဲ့အဲ့ဒါဘာဆေးတောက်ဖို့လိုသေးလဲမင်းတော့ခြုံပြောရင်ဆရာကြီးတို့မြမတိုင်းရင်းစီပညာမှာဆေးဘူးနဲ့ဆေးအေးနှမျိုးရှိတယ်သမီးဟုတ်ကဲ့ပါဆရာနော်ဆေးဘူးမှန်သမျှသမီးမတော့တင်တော့ဘူးဟုတ်ကဲ့ပါဆရာဆရာကြီးတို့ကိုယ်တိုင်လွန်ခဲ့တဲ့အခုဆရာကြီးအသက်80တရောက်သွားပြီအသက်40လောက်မှာတော့ ဆရာကြီးတို့ကလည်းစီးအပူတွေကြိုက်နေဟုတ်ကဲ့ပါဆရာအပူတွေသုံးနေနော်အခုဒီဘက်မှာဆရာကြီးစီးကမှာသွားကြည့်စီးအပူဆိုလို့တစည်းမှမရှိဘူးဟုတ်ကဲ့ပါပေါ်လည်းမထားဘူးဟုတ်ကဲ့ပါဆရာဘာကြောင့်လဲလို့မေးရင်လူတရားမှာတရားတယောက်ကဘာတွေဖြစ်တာလဲအပူတွေလွန်နေအပူတွေလွန်တာဟုတ်ကဲ့ပါဆရာအဲ့ဒါခဏခဏလည်းပြောတယ်ထက်ထက်လည်းပြောမှာတကယ်ကြီးကမေးတယ်ညီအူတို့ပါပဲအကူကြီးတရားတယောက်တယောက်ကဘယ်ရတယောက်ပါလာတာလဲ ဟောအဖေကလည်းအပူတွေသုံးတယ်ကွာတော့ဆယ်လေးတောက်လိုက်အရက်တောက်လိုက်အမေကလည်းပဲအပူဆိုလို့ရှိရင်မရှောင်ဘူးချိန်ကဆက်ရှူရှက်ဆက်ရှိန်တင်ပေါ်တီးတော့မလာရှန်ကိုတွေ့ရအကုန်စားတယ်ကွာလေအဲ့တော့အဲ့ဒီနှစ်ယောက်ကမွေးတဲ့ကလေးကမင်းမွေးတဲ့အခါမှာပူတာပေါ့ကွာလေအဲ့ဒါအကူရဘလို့တည်လေတဲ့ဩတာဖွားဆီယာမတွေနဲ့ရင်းညောမေးတဲ့အခါမှာတာဖွားဆီယာမတွေကလည်းကိုနေချင်းတို့ပြောတာပေါ့လို့ မိုးပြီးခလေးကင်တော့မယ်ဆိုခလေးကိုလက်အလေးတွေကိုကင်တော့မယ်ဆိုရင်ဘလို့ကင်ရမှမသိဘူးလေကောင်းမှာသပင်မပါဘူးလေမွေးတဲ့ဟုတ်ပါဆရာတကူလုံးမှာအနာရီနဲ့တဲ့အဲ့တော့ဘလို့ကင်ရမှမသိဘူးတဲ့အဲ့ဒါကြောင့်မွေးပိုက်ထဲမှာတွေကအပူတွေများတယ်လို့ပြောတာပါလို့ဆိုတော့သူကလည်းအဲ့ဒါကြောင့်ကျေနပ်သွားပါတယ်ဟုတ်ကဲ့ပါဆရာအများစုပါဒါကြောင့်မလို့အပူတွေကိုလျှော့ကြပါလို့ တခွန်ဒီတို့အဖြစ်ဖြည့်ခြင်းပါတယ်နော်ဟုတ်ကဲ့ပါကံအဘူးစိတ်အဘူးဥရုဘူးအဟာရဘူးအထီးဆောင်ဆုံးတဲ့အနိကကတော့အဟာရဘူးကိုရှင်းရပါလို့အကြံပြုလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာအားလုံးအစာဝအနာကင်းပေးရရှင်းကြပါစီ